အာဆီယံအော်စတာတင်းမှာကမ္ဘာစစ်ခြေစွမ်းပြနိုင်သူဖြစ်ကြောင်းသက်သေပြနိုင်ရေး United ပြနေရာရှိတယ်လို့ပြောလိုက်တဲ့နီးပြအမော်ရင်ဒီနေ့မှာတော့ကမ္ဘာကျော်ဘောလုံးကလပ် Manchester United တင်းရဲ့နီးပြ Robert Amorin ကအာဆီယံဒေတာတွင်းကကစားသမားတွေတာအာဒက်ဆီယာမက်ချ်တခုကိုပြောကြားခဲ့ပါတယ်။သူကအာဆီယံအော်စတာတင်းမှာကမ္ဘာကောင်းဆုံးကစားသမားတွေတကတယောက်ဖြစ်ကြောင်းသက်သေပြနိုင်သူအတွက်နေရာရှိတယ်လို့ရှင်းရှင်းလင်းလင်းပြောကြားလိုက်တာပဲဖြစ်ပါတယ်။ဒီအရေးပါတဲ့ပြောကြားချက်ကို Manchester United နဲ့အာဆီယံအော်စတာရဲ့ချစ်ကြည်ရေးပွဲစဉ်မတိုင်ခင်ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာနီးပြ Robert Amorin ကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုဟာအာဆီယံဒေတာကဘောလုံးပရိသတ်တွေအတွက်ထူးဆိပ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်လိုထိတန်းကလပ်တင်းရဲ့နှီးပြတအူကဒေတာတို့ကစားသမားတွေကိုဒီလိုလေးထားပြောကြားပေးတာဟာမကြခဏဆိုသလိုဖြစ်လက်ဖြစ်တာမရှိပါဘူး။ဒါဟာအာဆီယံဘောလုံးလောကအတွက်တကယ်ကိုရှားပါးပြီးအဖို့မဖြစ်နိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။နှီးပြရူဘဲအမော်ရင်က သူရဲ့ကလပ်အတင်းဟာတကဘာလုံးကအကောင်းဆုံးကစားသမားတွေကိုရှာဖွေနေတယ်လို့လေးနက်ပြောကြားခဲ့ပါတယ်။သူရဲ့ပြောကြားချက်တွေထဲမှာဒေတာဒါမှမဟုတ်နိုင်ငံကိုခွဲခြားမှုမရှိဘူးဆိုတဲ့အချက်ကထင်ရှားပါတယ်။ကျွန်တော်တို့ကလပ်အတင်းဟာကမ္ဘာကောင်းဆုံးကစားသမားတွေကိုလိုချင်တာပါ။ဘယ်ဒေတာကပဲဖြစ်ဖြစ်ခမရတို့ခြေစွမ်းပြနိုင်ပြီးကမ္ဘာကောင်းဆုံးကစားသမားတွေတကတယောက်ဖြစ်တဲ့ဆိုရင်ခမရတို့အတွက်နေရာရှိပါတယ်လို့သူကတိတိကျကျပြောကြားခဲ့ပါတယ်။ဒီမှတ်ချက်တွေဟာအာဆီယံဘောလုံးလောကအတွက်ကြီးမားတဲ့အားပေးမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဒီလိုအခွင့်အရေးမျိုးဟာအရှိတောင်အာရှကစားသမားတွေတဲ့အိမ်မက်တစ်ခုလို့ပါပဲ။ဒီလိုခြားပါလုံးတဲ့အခွင့်အရေးကိုသူတို့လက်လွတ်ခံမှာမဟုတ်ဘူးလို့ယုံကြည်ရပါတယ်။အာဆီယံဒေတာတွင်းမှာရည်ချင်းရှိတဲ့လူငယ်ကစားသမားတွေအများပြားရှိနေပြီး ဒုတိယဆွမ်းရည်တွေကိုထိတ်တန်းလိဒီမှာပြသခွင့်ရဖို့အမြဲတမ်းစူးစမ်းနေကြပါတယ်။အမော်ရီယက်စကားတွေကဒီလူငယ်တွေအတွက်မျှော်လင့်ချက်အလေးရောင်ကိုပေးလိုက်တာပဲဖြစ်ပါတယ်။ဒီအာဆီယံအော်စတာတင်းမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ထူးချွန်လက်ရွေးစဉ်ကစားသမားမောင်မောင်လွင်လည်းပါဝင်နေပါတယ်။မောင်မောင်လွင်ဟာမြန်မာလက်ရွေးစဉ်အသင်းတဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီးသူ့ရဲ့ခြေစွမ်းနဲ့စူးစမ်းအားထုတ်မှုတွေကထင်ရှားပါတယ်။ဒီလူကမ္ဘာထိတ်တန်းကလပ်အသင်းနီးပြတဦးရဲ့မျက်စိအောင်မှာသူ့ရဲ့ရည်ချင်းတွေကိုပြသခွင့်ရတာဟာမောင်မောင်လွင်အတွက်လွန်ရေးပါတဲ့ခွင့်ရတစ်ခုပါ။နီးပြရိုဘတ်အမော်ရီဟာစွမ်းဆောင်ရည်ကိုအဓိကထားတဲ့နီးပြတဦးဖြစ်တာကြောင့်သူကကစားသမားတွေရဲ့လက်ရှိခြေစွမ်းနဲ့အလားအလာကိုသာအဓိကကြီးစုလေးရှိပါတယ်။ဒါကြောင့်မောင်မောင်လွင်အနေနဲ့ အာဆီယံအော်စတာတင်ပွဲစဉ်အတွင်းမှာအကောင်းဆုံးခြေစွမ်းပြသပြီး United နီးပါးရဲ့မျက်စိကြားရလောက်တဲ့ကစားသမားတို့ဥဖြစ်အောင်ဆွမ်းဆောင်ပြလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ဒါဟာသူ့အတွက်ရောမြန်မာဘောလုံးလောကအတွက်ပါကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။နီးပါး Robert Amoni ဟာဆွမ်းဆောင်ရေးကိုအဓိကထားတဲ့နီးပါးတွေဥဖြစ်တာကြောင့် ူကကစားသမားတွေရဲ့လက်ရှိခြေစွမ်းတွေကလာလာကိုအဓိကကြီးရှုလေးရှိပါတယ်။ဒါကြောင့်အာဆီယံအော်စကာတင်းတဲ့ပွဲစဉ်တွင်းမှာပဲဖြစ်ဖြစ်တခြားပြိုင်ပွဲတွေမှာပဲဖြစ်ဖြစ်ခြေစွမ်းပြနိုင်ပြီးထိတ်တန့်ဆင့်ရည်ချင်းရှိကြောင်းတသက်ပြနိုင်သူတိုင်းကို Manchester United လို့ထိတ်တန့်ကလပ်ကထည့်တင်စဉ်းစားဖို့အခွင့်အရေးရှိနိုင်တယ်လို့သူကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ Manchester United တင်းဟာဒီပြ Robert Amorim ရဲ့လက်အောက်မှာအပြောင်းလဲများစွာပြုလုပ်ဖို့စီစဉ်နေပါတယ်။ကမ္ဘာနှံပြားကအကောင်းဆုံးကစားသမားတွေကိုရှာဖွေပြီးအတင်းကိုအားပြေဖို့သူတို့ရည်ရွယ်ထားပုံရပါတယ်။အာဆီယံဒေသကကစားသမားတအူးဟာမန်ယူလိုအတင်းတင်းရဲ့ပြစ်မှတ်ဖြစ်လာမယ်ဆိုရင်ဒါဟာသမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်လာမှာပါ။ ဒါကြောင့်အာဆီယံဒေတာတွင်းကလူငယ်ကစားသမားတွေဟာသူရဲ့အိမ်မက်တွေကိုအကောင့်ထည့်ဖို့အတွက်ပုံမိုစ조사အားထုတ်သင့်ပြီးအခွင့်အရေးတွေရှိနေစေဆိုတာကိုဒီတင်းကမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ဒီပြရူပယာမော်ရီရဲ့ဒီမက်ချက်ဟာအာဆီယံဘောလုံးလောကအတွက်စိတ်ခွန်အားဖြစ်စေပြီးအနာဂတ်မှာအာဆီယံကကစားသမားတွေဥရောပထိပ်တန်းလိတွေမှာပုံမိုမြင်တွေ့လာရဖို့မျှော်လင့်ချက်တွေပေးဆပ်လိုက်တာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့